ကင်းပြည်နယ်မြောက်ရီမြို့မြောက်ဖက်မောကဝီလေးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့်ဒေသခံ၄၀၀ကျော်ဟာထိုင်းနိုင်ငံဘက်ကိုစစ်ဘေးရှောင်ခဲ့တယ်လို့သိရပါတယ်။ကင်းပြည်နယ်မြောက်ရီမြို့မြောက်ဖက် KNU တပ်မဟာ9နဲ့ KNL တို့ပူးပေါင်းအဖွဲ့နဲ့တပ်မတော်တိုက်ပွဲဖြစ်ပွားလေးရဲ့ရှိတာကြောင့်မေ15ရက်ကမြမဒေသခံ၄၀၀ကျော်ဟာထိုင်းမြန်မာနယ်စပ်မေလခရိုင်ထဆောင်ရန်ခရိုင်တွေကိုရှောင်ပြေးခဲ့ရတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံဘက်ကိုရောက်ရှိလာတဲ့မြမစစ်ဘေးရှောင်တွေကိုထဆောင်ရန်ခရိုင် မဲဥဖလူဖရားကျောင်းမှာ255ဦးမဲလဖုံးတော်ကြီးကျောင်းမှာ159ဦးစုစုပေါင်း414ဦးကိုတာဝန်ရှိသူတွေကနေရာချထားပေးထားတယ်လို့သိရပါတယ်။ဒါပြင်နေဆက်ဒေသတည်ငြိမ်ရေးကင်းလဲမှုတွေတိုးမြှင့်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံဘက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်တုံ့ပြန်ရေးအစီအစဉ်အရအချုပ်ချာအာဏာကိုကာကွယ်ဖို့နဲ့ကြည်ပကလက်နက်ကင်တပ်တွေကျူးကျော်ဝင်ရောက်တာကနေကာကွယ်ဖို့နေဆက်တလျှောက်မှာ24နိုင်ပတ်လုံးစွမ်းအပြည့်လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း ထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေအရသိရပါဗျ။